ဒါကတော့ဘန်ကောက်ဘန်ရဲ့ ATM ဆက်ဖြစ်ပါတယ်သူရဲ့ဘန်နာမည်ကဘန်ကောက်ဘန်ပေါ့နော်အခု90ရဲ့90ရဲ့ကူပိုင်ကက်ကကျတော့ကာစီကွန်ရဲ့ဘန်အဲ့ချင်းကျတော့ကက်ချင်တော့မတူဘူးဒါပေမဲ့သူက visa မျိုးစားဖြစ်တဲ့အတွက်ကြောင့်မလို့အဲထုတ်လို့ရတယ်ပေါ့နော်အဲဒီလိုမျိုး ATM ဆက်တီမှာသူကဘေးမှာပြထားတဲ့ဘေးဘန်မျိုးစားငွေထုတ်လို့ရတယ်ဆိုတာပေါ့နော်အဲ့မှာကြည်မှာထုတ်လို့ရပါတယ်ပြောရမယ်ဆိုလို့ရှိရင်ပမာပြီးမှ KB ဆက်နဲ့ ARB ဘန်လိုမျိုးပေါ့နော် KBZ ဘဏ်နဲ့ Area ဘဏ်ချင်းမတူတဲ့အတွက်ကြောင့်မို့လို့ခါလေးရရှိရင်ငွေတထုတ်တဲ့ချိန်မှာငွေအနည်းငယ်များနဲ့ဖြတ်ခံရတယ်ရှိတဲ့ပေါ့နော်။ဒါပေမဲ့အခုကက်က Visa ကက်မျိုးစားပြုတဲ့ကြောင့်မို့လို့ပေါ့နော်။အဲ့ ATM တိုင်းမှာ visa လို့ရထားတယ်ဆိုလို့ရှိရင်ကွာအဲ့ဒီကက်ထည့်သုံးလဲဆိုလို့ရှိရင်တိတ်ဖြတ်ခံရတိတ်မရှိဘူးပေါ့နော်လုံးဝစေမကောက်မှာတော့အဲအခုအရင်ဆုံးပေါ့နော်ဒီကက်ပြားကိုထည့်မယ်ထည့်တဲ့ချိန်ကျလို့ရှိရင်ပေါ့နော်ဒီအခုပြထားတဲ့ single ပုံစံပေါ့နော်အဲ့ဒီရဲ့အဲ့ဒီဥစ္စာကို ဒီအရင်ဆုံးထိုးထည့်ရမှာဖြစ်ပါတယ်ပေါ့နော်ဟိုရှင်းနဲ့နောက်မားမှာဆိုလို့ပြောပြရတာပေါ့နော်ကြားတော့ပြီးတော့ထိုးတဲ့မဲ့အချိန်မှလေးပေါ့နော်သူကအပေါက်ပေးပေါက်ထည့်လို့တည့်ရမှာမသိဆိုအဆအဆကိုကြောင်နေပေါ့နော်အဲ့အချိန်ကြောက်လို့ရှိရင်ကွာတတိထားရမှာကမီလင်းမိတ်တုံးမိတ်တုံးမီလင်းနေတဲ့နေရာကိုရှာပါအဲ့ဒီနေရာဒီကတ်ထိုးထည့်ရမယ့်အပေါက်ဖြစ်ပါတယ်ကဲကတ်လေးပေါ့နော်အင်းသူခုနလိုမျိုးပြထားတဲ့အဲ့ဒီစင်ကပ်ပုံစံပါတဲ့တဲ့ကိုအတိုင်းပေါ့နော်ထိုးထည့်လိုက်မယ်ပြီးရင် အရင်ဆုံး password ကိုနှိပ်လိုက်ရမှာမယ် password နှိပ်မှရမှာပေါ့နော်မဟုတ်လို့ရှင်အဆင်မပြေပါဘူး password နှိပ်ပြီးရင်တော့ app နားလေး enter လေးကိုနှိပ်လိုက်ပါတချို့မှန်ကကျ touch screen ဟုတ်တယ်တချို့ကကျပြီးမှ click လေးပါရပေါ့နော်အဲ click လေးယူနေလို့ရပြီးပါလာစကားယူချင်မင်း English ကောက်ပဲယူချေပူအပူကောင်းတယ်ထင်ပါတယ်ဘာလို့လဲဆိုတော့မြန်မာဖုန်းတွေကတိတ်မမှန်လို့ပြီးဒီမှာယူချေမှုတွေအများကြီးလာမယ်ကိုပါလုတ်ချင်လေဆိုတဲ့ဟာကိုယူနေမယ် စီမာသူကရွေးချယ်မှုတွေပေးထားရယ် withdraw လား transfer လားပေါ့နော်အများဖြင့်ငွေထုတ်တာ withdraw လုပ်တာကကျတော့အဆင်ပြေရယ် transfer တော့မလုပ်ဘူးဒီဟာကျတော့ transfer လို့ရှင်ငွေထည့်တဲ့ပုံလေးနဲ့ရွေးလို့ရတယ်ဖြစ်တော့ကြောင်လို့ကွာဒီမှာကွာ ခုနထောင်ထုံးမလန်းထောင်သူကယူချင်မှုတွေပြီးထားတယ်ကိုကအဲ့တခုလုံးမအစ်တင်မပြေဘူးဆိုလို့ရှိရင်ကိုကအဲ့ရဲ့ withdraw ဆိုတော့အဲ့ဒီအောက်ဆုံးကဒီကလုတ်လေးကိုအဲ့ရဲ့အစာချောင်းလေးရှာပြီးတော့ကလုတ်လေးနေလဲလို့ရှိရင်ကိုကနေကိုစိတ်ကြိုက်ကိုကနေသူကိုတရားထုံးနေရတို့ယူချင်မှုနေလို့ရရပေါ့နော်အဲ့ဆိုလို့ရှိရင်အောက်ဆုံးက withdraw အောင်နေလိုက်မယ် နေလိုက်လို့ဒါလေးပေါ်လာမယ်ဆိုလို့ရှင် saving အပေါ်ထိတ်ဆုံးကဟာဝယ်ထပ်နေလိုက်ပါမယ်အဲ့ဒါဆိုလို့ရှင်သူကဘလောက်ထုတ်มาလဲပေါ့เนาะအဲ့လိုမျိုးပြောလာတယ်ဆိုလို့ရှင်ကိုယ့်ရဲ့ငွေအမောင်းကိုစိတ်ကြိုက်กว่าနဲ့ကိုရေးလို့ရရေပေါ့เนาะခုလောစဲတရားထုတ်ပြပါမယ်တရားရေးပြီးတော့ဟုတ်မန္တလာဆိုရင်အပေါ်က correct လေးကိုနေလိုက်မယ်အဲမနေမင်္ဂန်ကြောင်းပေါ့နော်နေပြီးပြီဆိုသူကခဏစောင့်ပါတယ်သူအဲ့လိုပုံစံပြပြီးဆိုသူကပတ်စံထုတ်ပြီးနေရဖြစ်ပါတယ် ူကငွေထုတ်ပြီးတော့လို့ရှိရင် receipt လိုအပ်လားမလိုအပ်လားဆိုတဲ့လိုမျိုးလေးပြလာတယ်ကိုလိုအပ်လို့ရှိရင် yes မလိုအပ်ဘူးဆိုလို့ရှိရင် no နေလာလို့ရှိရင်အဆင်ပြေရပါတော့ပြီးလို့ရှိရင်ကိုကက်လေးကိုယူပြီးလို့ရှိရင်ငွေထုတ်ခြင်းကတော့ပြီးဆုံးသွားပါပြီ person ထိမယ်ဆိုလို့ရှိရင်တော့ကိုသုံးနှင်းကက်ပုံမူတည်ရေပေါ့နော်နဆန်ခီပန်သုံးနှင်းအတွက်ကြောင့်မလို့ခီပန်ဘုံကိုအရင်ရှာရပါတယ် ဒီဘုံကကျတော့ဘလို့กว่าလဲဆိုဒီဆက်ကကျတော့ငွေထုတ်တဲ့ဆက်နဲ့လုံးဝ different သူပေါ့နော်ငွေထဲတဲ့ဘုံကဒီလိုမျိုး box လေးရှိနေမယ်ပေါ့နော်ဒီလိုမျိုးဘုံအပေါက်ပါတဲ့ဥစ္စာဖြစ်တဲ့ဟာငွေထုတ်တဲ့ဟာပေါ့နော်အဲ့ချိန်မှာကွာလက်ထင်မှာလှစာရလို့ပဲဖြစ်ဖြစ်လက်ထင်မှာငွေဓာတ်ရှိနေလို့သူများငွေဓာတ်ပေးရမယ်ဆိုလို့ရှိရင်ဒီအောင်ရွေးချယ်ပါပြီးလို့ရှိရင်ဆိုရင်ကလေးထည့်လိုက်မယ်ထုံးစံတိုင်းထည့်ပြီးပြီဆိုလို့ရှိရင်သူကဒီနံပါတ်ပေါ့နော်ဟိုရွေးချယ်စရာပေးထားတယ် န်းဆန်ကကိုရဲ့ပစံကိုထဲမှာဖြစ်တဲ့တန်ချောင်းမို့ကက်ဒီပိုစစ်ကိုပဲယူလိုက်တယ်ပေါ့နော်။ကိုကကိုပစံကိုထဲမှာပေါ့နော်။မဟုတ်ဘူး။ကိုကပစံထုတ်မှာဆိုလို့ရှိရင်အပေါ်ကဟောက်ယူချစ်လို့ရတယ်။ cash withdrawal ရှိရဲ transfer တမြောက်လွှဲမှာလားအဲ့ရာတွေအပေါ်ကတခုယူချေပါ။ကိုကနေကိုကိုလာစားထဲမယ်။ဒါမှမဟုတ်ရှင်ကိုလက်ထဲမှာပစံမကန်ချင်လို့ထဲမယ်ဆိုလို့ရှိရင်အောက်က cash deposit ကိုပဲယူပါ။ okay cash deposit ကိုနေလိုက်မယ်အဲဆိုလို့ရှိရင် तू ਆ ပေါ့နော် password တောင်းမယ်ပေါ့နော်အဲ့ဒီကြောင့်လို့ရှိရင်ကိုယ့်ရဲ့ password ကို နှိပ်ချပေးပါမယ်။ကဲနှိပ်ချပြီးဘန်ပုံးနေရတော့တခုနဲ့တခုတူမှာမဟုတ်တချို့ကကျတော့အင်္ဂလိပ်စာအရင်ယူခိုင်းတယ်တချို့ကကျတော့လည်းသိရမလား။နောက်မှယူခိုင်းတယ်။အခုကအင်္ဂလိပ်လိုယူမလားဆိုကအင်္ဂလိပ်လိုပဲယူလိုက်တယ်။ပြီးရင်ပတ်စံထည့်တဲ့ချိန်မှာလည်းသူက100တန်းရယ်900တန်းရယ်1000တန်းရယ်ပဲထည့်လို့ရတဲ့အတွက်ကြောင့်လို့အဲ့ဒါကိုတတိထားပါတော့။ပြီးရင်ပြီးတော့ယူချင်မှုပေးထားတယ်။ဒီမှာ deposit to gasicon ဆိုတာက ကာစီကိုနဲ့ဝက်ပစံထည့်မှာလာဒါမှမဟုတ်ရှင်ဒီပိုစစ်တူအာဒါဘန်ကျတော့တခြားဟူစာတခြားဘန်ကိုလွဲမှာလာသူကအဲ့လိုမျိုးရွေးချယ်မှုပြည့်ရပေါ့နော်ကိုကကိုယ့်ရဲ့ကာစီကိုဘန်နဲ့မှာပဲထည့်မှာဖြစ်တော့ကြောင့်မပွားဟောင်းနေလိုက်တယ်ပြီးရင် you are link account မှာပဲဘဝတစ်ခုပဲ set နေလိုက်တယ်ပေါ့နော်အဲ့ဒါကိုယ့်ရဲ့ join ထားတဲ့ account ပြောချင်တာလေနော်ပြီးရင် saving account ကိုထပ်နေလိုက်တယ် saving account ဆိုကွင်းငွေစုဆောင်းထဲမှာဝင်နေတာပေါ့နော်ပြီးရင် तू က1500တန်းမဲထည့်လို့ရမယ်နော်ဆိုတော့ okay ထပ်နေလိုက်တယ်ပြီးရင် तू ကဒီလိုလေးပေါ်လာမယ်ပေါ့နော်ကိုယ့်ရဲ့ account နာမည်လေးပေါ်လာမယ်ပေါ်လာပြီးလို့ရှိရင်ကွာအဲဒီအောက်ကသူ့ရဲ့ဆက်ကတူလားပတ်စံပုံကပွင့်လာပွင့်လာလို့ရှိရင်ကွာကိုယ့်ရဲ့ theme ပတ်စံကိုထည့်လိုက်တယ်ပြီးတော့ तू ပြန်ပိတ်သွား အဲ့ဒါပြီးတော့ပစံကိုစစ်စီလို့စစ်စီရေပေါ့နော်ဘယ်လောက်ထည့်ထားလဲဆိုကွာခဏလေးစောင့်ပြီးလိုက်ရုံပဲအဲ့ဒါပြီးရှင်တော့อืมไอ้ตัวมา sorry လို့ဖြစ်သွား sorry ဆိုတာဒီပတ်စံကို तू လက်မခံနိုင်ဘောเนาะဒီပတ်စံကကျိုးနေခေါက်နေရဆိုအဆင်မပြေဘူးပတ်စံကလည်းဖြောင်းနေတန်းနေမှာ तू လက်ခံတာเนาะအရန်သွန်းတဲ့ပတ်စံတော့အရန်ခေါက်တဲ့ပတ်စံนี่ဆို तू လက်မခံဘူးအဲကြောင့်မို့ကိုက cash ခြင်တော့လဲဆိုလို့ရှင်နေနေကောင်းတာလေးခြင်မှာထည့်တာပူအဆင်ပြေတယ်ဘောเนาะ ဒီတပြက်ကတော့ထည့်လို့မရတော့ဘူးတွားဒီမှာပြလာတယ်ညာနေထည့်လိုက်တာနဲ့2100ဟုတ်ပါသလားတဲ့ကိုကမန်နေဂျင်ကွန်ဖန်အပွားဟာလေးနေလိုက်တယ်အဲ့ဒါပြီးတော့ခဏလေးစောင့်မယ်ဗောနော်ဟွန်းစောင့်ပြီးပြီဆိုလို့ရှိရင်တော့သူဒီလိုမျိုးလေးပြလာပါမယ်အဲ့ဆိုရှင်ဒီမှာကိုယ့်ရဲ့ကက်လည်းထွက်လာတယ်ကိုကက်ကိုယူလို့ရပြီ ပြီးတော့ slit လည်းထွက်လာတယ်ပေါ့နော်ကိုဘလောက်ပါကြောင်းပါကြောင်းကိုပစံဘလောက်ဘလောက်ဘလောက်အဲ့လိုမျိုးပေါ့နော် ီပတ်စံထဲတဲ့ဘုံကပတ်စံမဲထည့်လို့ရတာမဟုတ်ထုတ်လို့လည်းရရပေါ့နော်ထုတ်မယ်ဆိုလို့ရှိရင်အရင်ဆုံးကတ်ကိုပြန်ထည့်မယ်။ယူရင်းချေစရာနှစ်ခုတည်းကောက်ကိုမှခုနအစောနာဗီဒီယိုမှာကျွန်တော်ကငွေတိုင်း cash တွေကိုပန်ထဲမှာထည့်တာဖြစ်တဲ့ကြောင့်မလို့အောက်ကတစ်ခုကိုနှိပ်တယ်။အခုကကျွန်တော်ကိုယ်ကအဲ့ဒီရဲ့ပန်စောင်းတန်းငွေကိုပြန်ထုတ်မှာဖြစ်တဲ့ကြောင့်မလို့ AD ရဲ့အပေါ်က cash drawer ဆိုတဲ့ဟာလေးကိုနှိပ်မယ်ပေါ့နော်။ ကဲဒီလိုလေးပေါ်လာပြီဆိုလို့ရှင်ကိုယ့်ရဲ့ password ကိုပြန်ဖြည့်မယ်။ password နေပြီလို့ဒီလိုလေးပေါ်လာလို့ရှင်အောက်ဆုံးကအဲ့ဒီ chain language ကိုနေမယ်။ဘာသာစကားပြောင်းမယ်ပေါ့နော်။ပြီးရင်ကိုယ် English ကိုရွေးမယ်။ပြန်ငွေထုတ်မှမဟုတ်လို့အပေါ်ဆုံးကအဲ့ဒီ cash withdrawal ကိုနှိပ်မယ်။ cash withdraw နိမ့်လိုက်တယ်ဆိုလို့ရှိရင်သူကရွေးချယ်မှုတွေပြောလာနိုင်မြဲပတ်စံနေရထုတ်မလားဘယ်လောက်ထုတ်မလားတရားထုတ်မလား၃000ထုတ်မလားပေါ့နော်ကိုကမထုတ်ဘူးကိုကနေကိုစိတ်ကြိုက်ထုတ်မယ်ဆိုလို့ရှိရင် key and other amount ဆိုတဲ့ဟာကိုနိမ့်လိုက်မယ်ဆိုလို့ရှိရင်အဲဆိုလို့ရှိရင်ကိုလိုချင်တဲ့မောင်ကိုရွေးလို့ရတယ်ပေါ့နော်ဒီလိုရှင် saving deposit account ပထမဆုံးဟောက်ပဲထပ်နေလိုက်မယ်ဒီလိုရှင်ပတ်စံပေါ့နော်ကိုလိုတဲ့အမောင်းကိုကိုရေးမယ်အခုကတရားပဲထုတ်မှာဖြစ်တဲ့အကြောင်းကိုတရားနေလိုက်မယ်ပြီးရင်တော့ accept ကိုနေလိုက်မယ် အဲ့လိုမျိုးပြောရင်ခဏလေးစောင့်မလိုက်ဘောနော်သူကသွန့်နေသူငွေပုံလေးပွင့်လာလိမ့်မယ်အချိန်တိုင်းကပတ်စံမယူုံပဲပြီးဒီသူက receipt လိုအပ်လာလို့ပြောမယ်ကွာမလို့ app ဆိုတော့ print ကိုနှိပ်လိုက်မယ်အဲ့ဘင်းကိုကလေးယူလို့ရှိရင်ဒါတော့ငွေထုတ်တာပြီးဆုံးတော့ပါပြီ။